ចောင်းနိုင်ဘုံကြီးကအတ္တမပြုတ်ကျင်တာကိုထွက်ပြေးနဲ့ဓာတ်နဲ့ခုတ်တက်ခံလိုက်ရတဲ့မြို့သမီးအမျိုးချင်းချင်းပြန်ပွေးဆဲမှုဖြစ်ပေါ်ပြီးတော့အသက်18နှစ်အရွယ်ကလေးတယောက်အသက်ခံရမင်္ဂလာပါခင်ဗျာကလစ်နယူဒရင်းစီစဉ်လင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့အတွက်အထူးသတင်းလေးတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ခင်ဗျာ ပထမဦးဆုံးသတင်းအနေနဲ့မေလ27ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်ကရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်အတွင်းမှာတောင်းနိုင်ဖုန်းကြီးကဒကာမကိုဓာတ်နှင့်ခုတ်တံမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အတက်ခံလိုက်ရတဲ့ဒကာမကတော့အကြောင်းနဲ့ပတ်သက်တဲ့ဝေယဝိဆာကိစ္စတွေအကုန်လုံးကိုလှူဒန်းလုပ်ကင်ပေးနေတဲ့ဒကာမပဲဖြစ်ပါတယ်။တောင်းနိုင်စီရော်ကသင်ငန်းလျှော်ကမ်းလို့တောလျှော်နေတဲ့အချိန်မှာအထမကျင့်မှုစူးစားခဲ့တာလို့သိရပါတယ်။စူးစားနေတဲ့အချိန်ဒကာမကငြင်းမခံနေပဲထွက်ပြေးတော့ကြောင့်နောက်ကနေလိုက်ပြီးတော့မိခင်ရဲ့ရှေ့မှောက်မှာရိရဲ့ဆက်ဆက် ဓာတ်နဲ့ခုတ်တက်ခဲ့တာဖြစ်တယ်လို့လည်းကြားသိရပါတယ်ခင်ဗျဓာတ်နဲ့ခုတ်ခုတ်ပြီးချင်းထွက်ပြေးတိမ်းရှောင်နေပေမဲ့လည်း15မိုင်ဖျားမှာဖမ်းမိခဲ့တယ်လို့ပြည်သူတို့အုပ်ကနေပြီးတော့ပြောကြလာပါတယ်အသက်ခံရသည့်အမျိုးသမီးကတော့အသက်48နှစ်အရွယ်ဖြစ်ပြီးတော့မေလ23ရက်နေ့မနက်7:00နာရီအချိန်မှာဂျေဝေးတုတ်တံမှာတကြိုခဲ့ကြောင်းသိရှိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗကူးမြို့မှာအသက်၁၄နှစ်အရွယ်ခုနှစ်တန်းကျောင်းသားလေးမောင်တက်နိုင်မင်းပြန်ပေးဆွဲပြီးတော့အသက်ခံရတဲ့အမှုပဲဖြစ်ပါရယ် ဖြစ်စဉ်ရတော့မောင်တက်နိုင်မင်းကမိမိရဲ့အိမ်ရှိမှာဘောလုံးကစားနေတဲ့အိမ်နီးချင်းဖြစ်သူအသက်32နှစ်အရွယ်နိုင်အောင်ဖြိုးကဘောလုံးကမကောင်းတော့ဘူးမဟာစီရီဖျားနာမှာဘောလုံးတစ်လုံးတွေ့လိုက်တယ်လူချင်းလိုက်ခဲ့ဟုစိုက်ကဲဖြစ်ခေါ်ဆောင်သွားကြောင်းသိရပါတယ်ထို့နောက်မောင်တက်နိုင်မင်းကိုမြို့ရှောင်းလန်းတွင်စိုက်ကဲဖြစ်ခေါ်သွားပြီးတော့မစင်းစဲအနီးမှာခြေလက်တုတ်ချီပြီးလေဘင်းကိုကျိုးဖြစ်ရေးချီကမျက်နှာအပေါ်မှာပီနံအိတ်တစ်လုံးဆွတ်ထားခဲ့တယ်လို့သိရပါတယ်အဲ့လိုလုံနေချင်းအတော်အတွင်းမှာမောင်တက်နိုင်မင်းကရုံးကန်အော်ဟစ်တော့ကြောင့် နိုင်အောင်ဖြိုးနဲ့အောင်ကျော်စောကလန့်ဖြန်ကကြောကုန်းနဲ့ခြေထောက်များကိုနင်းပြီးတော့လေပင်းရှိဆွတ်ထားသောကျိုးကိုပုံမူတင်းကျပ်စွာဆွဲတင်လိုက်သောကြောင့်အသက်ဆုံးရှုံးသွားခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့ကြပါသည်ဖိုးဖြစ်ပြကြောင့်မောင်တက်နိုင်မင်းတည်ဆုံးသွားခဲ့ပြီးအလောင်းကိုအနည်းရှိခြုံတော့အတွင်းသို့ပြစ်ထားခဲ့ပြီးကာကီရောင်မိုးကအဖြစ်အုပ်ထားခဲ့ကြောင်းကိုလည်းဝန်ခံထွက်ဆိုခဲ့ကြပါသည်တီဆုံးမှုမောင်တက်နိုင်မင်းမှာပကူးမျိုးအမှတ်၃အခြေခံပညာအလဲတန်းကြောင့်လည်းတက်ရောက်တင်ကြားနေသူဖြစ်ပြီးတော့မေလ23ရက်စံပြူခွင်းတုတ်တန်၌တကြူခဲ့ကြောင်းလည်းသိရပါဗျာ နောက်ထပ် international သတင်းတွေ local သတင်းတွေကိုသိရဖို့အတွက်ကိုလည်း channel လေးကို like and follow လေးလုပ်ခဲ့ပေးပါသတင်းတွေကိုအဆုံးထိနားထောင်ပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ